တတ္တဝါတွေမှာကံကောင်းတဲ့အချိန်တွေရှိတယ်လို့ကံဆိုးတဲ့အချိန်တွေရှိတယ်။အတိတ်တုန်းကပါလာတဲ့ကံဆိုတာကိုမြင်ရတာမဟုတ်ဒီတော့အကြောင်းရှိလို့အကျိုးတွေဖြစ်ကြတဲ့အခါရှောင်ပြေးလို့မရကြဘူး။တေခြင်းတရားနဲ့ကြုံမယ်ဆိုလို့ရှိရင်လည်းသမုဒ္ဒရာတဲ့ဆင်းပြေးလည်းမလွတ်ဘူး။တောင်ထိပ်တက်ပြေးလည်းမလွတ်ဘူး။ကောင်းငင်တက်လည်းမလွတ်ဘူး။တေခံပါလာရင်တေကိုတေပဲ။အဲ့တော့ ကိုမှကံကောင်းခြင်းတွေရှိနေဖို့အတိတ်ကအဆိုးတွေပါလာရင်လည်းတတ်ပါအောင်နေ့စဉ်ကုသိုလ်တစ်ခုတော့လုပ်နေဖို့လိုလားပါလာတဲ့ကံတွေကိုပြောင်းလဲပြစ်နိုင်ဖို့တော့လကောင်းလမ်းကြောင်းပြောင်းပြစ်နိုင်အောင်တော့လကောင်းဒီနေ့လုပ်တဲ့ကုသိုလ်တွေကသာလမ်းကြောင်းပြောင်းပေးနိုင်တာအာစေနကံအပြင်နေ့စဉ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တွေပဲလုပ်လာမယ်ဆိုရင် အကုသိုလ်အကျိုးပေးတာတတ်တာသွားတယ်။သို့တော်ကောလည်းပြစ်ဆုံးပံမှာအတ္တဖုံးလွှမ်းပြီးမတိမှုအဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့အကြောင်းအကျိုးအကောင်းအဆုမဝေဖန်နိုင်တဲ့အချိန်တွေမှာမသိလိုက်မသိပါတာအဖြစ်အကုသိုလ်တွေဖြစ်ကုန်အတွင်းမှာလည်းအကုသိုလ်တွေကြီးပဲမချေနပ်တာတွေအမြင်မကြည်တာတွေစိတ်ဆိုးတာတွေညှိုးတာတွေ ဒီလိုအရာတွေနဲ့အာကုသိုလ်တွေကြီးပဲဒီအာကုသိုလ်အကြောင်းခံပြီးတော့နှုတ်ကထွက်တဲ့ဇကားတွေကလည်းလောင်ကျွမ်းတဲ့ဇကားတွေကြီးပဲအဲ့တော့စိတ်နဲ့နှုတ်ကလောင်ကျွမ်းနေသလိုကာယကံကလည်းပဲပူပူလောင်လောင်ကာယကံမှုတွေကြီးပဲပြုမိတော့တာအဲ့တော့အာကုသိုလ်ပေါ်အာကုသိုလ်ဆင်လာတော့တယ်ကိုဒီနေ့လုံနေတဲ့အာကုသိုလ်တွေက အတိတ်ကပါလာတဲ့ကံကျွမ်းတွေကိုအကျိုးပေးအောင်ဖိတ်ခေါ်နေသလိုပဲ အာဟုတ္တနေရလုတ်ပင်နေတယ်လို့ဖြစ်သွားတယ်။ဒီတော့ကံဆိုးခြင်းကံဆိုးမှာသွားရမိုးလိုက်လို့ရွာဆိုးတဲ့အတိုင်းပဲဘုန်းကြီးတို့တွေလည်းကံတအားဆိုးတဲ့အချိန်တွေကြုံခဲ့ရတာပဲ။ကိုရည်ဝဲထားတဲ့အရာတွေမဖြစ်ဘဲနဲ့မရည်ဝဲထားတဲ့ကြောင်းပြန်အားဖြင့်ဖြစ်သွားတယ်။ဆွေမျိုးတွေမမျော်လင့်တဲ့နေနဲ့အသေးစိုးတွေနဲ့တိတ်ဆုံးကုန်ကြတယ် စီစဉ်ဥစ္စာ နေရာထိုင်ခင်းအကုန်ပြည့်စည်သွားကြတနှစ်တည်းတစ်ချိန်တည်းမှာအကုန်လုံးဆုံပြီးတော့ဖြစ်သွားတယ်အဲ့ဒီခါမှာရင်ထုမနာဖြစ်ရတယ်နာကြေးမှုတွေရောပောက်ကွဲမှုတွေရောဝမ်းနည်းမှုတွေရောစုပြုံနေတဲ့ခံစားမှုတွေကိုခံရတယ်အဲ့မှာတတိဝင်လိုက်ဖြစ်ပြီးသွားတာတွေကဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ် အဆိုးတွေကိုဖန်တီးမလားတို့မဟုတ်တတ်တာခွင့်ရအောင်ကိုရှောက်လို့ရတဲ့လမ်းကို ကုသိုလ်စိတ်နဲ့ဆက်ဆောင်မလားပြန်မေးမိတယ်ဒီတော့ဆုံဆုံသွားတာတွေကလည်းဆုံဆုံသွားပြီးပြီအခုကိုဘယ်လိုဆက်ဆောင်မလဲဆိုတဲ့လမ်းကိုထင်ထင်ရှားရှားမြင်အောင်ကိုကိုကိုမေးတယ်ရှောက်လို့ရတဲ့လမ်းကနေရှောက်တယ်အတတ်နိုင်ဆုံးအကောင်းဆုံးနေတယ်အကောင်းဆုံးကြိုးစားတယ် သူတို့ဘာကိုမထိခိုက်စေသောနေဖြင့်အတန်နိုင်ဆုံးနေတယ်။မထိခိုက်စေသောစကားတွေကိုပြောတယ်။အဲ့မှာတခြားသောကုသိုလ်ပါရမီဖြစ်ဖို့အဋိဌံပြုခြင်းပါညာစသည်ဖြင့်ကုသိုလ်တွေအများကြီးကိုဖိပြီးလောရတော့တယ်။ငါမှကံကြိုးပြီးနေမကောင်းဘူး။ဆွေမျိုးတွေနဲ့တေကွဲကွဲတာလည်းအချိန်ချင်းအခါခါပဲ။ဆုံးရှုံးမှုတွေလည်းအများကြီးပဲ။ကံတွေဆိုးနေတယ်ဘယ်လိုလုပ်မလဲ။ကောင်းတာနဲ့ ပါထေးပြင်မယ်။ကောင်းတာနဲ့လမ်းကြောင်းပြောင်းပြင်မယ်။အဲ့တော့အဒိတ်ထံတွေအများကြီးလောက်ရတော့တာ။ကုသိုလ်တစ်ခုတည်းကိုပဲပြစ်ပြီးတော့အာကိုထားတော့တာ။ဒီကြားထဲမှာတေးချင်လဲတေးသွားပါစေတော့။ဒီထက်ပိုပြီးတော့ဆုံရှုံစရာဘာမှမကြံတော့ဒီထက်ပိုပြီးဆုံရှုံစရာမရှိတော့ဘူးလို့အခြေအနေကမျိုးကိုကြုံသွားပြီးဆိုရင်ကုသိုလ်ကောင်းမှုသာပြီးပြီးတော့လောက်ပါတော့။အဲ့ဒီမှာလမ်းကြောင်းပြန်ပြောင်းလာပါတယ်။ ကုသိုလ်ဆိုတာသူ့ရဲ့အကျိုးပေးကိုမငြင်းရဘူးသို့တော်သူ့မှာအရှိန်ရှိတယ်ပြုပါများတဲ့အခါမှာအဟုန်တွေတက်လာတယ်ကောင်းကောင်းနေပါများလာတဲ့အခါမှာလမ်းကြောင်းတွေပွင့်လာအဲ့တော့မမြင်ရသောအကျိုးတွေကိုရရှိစေလာတယ်စိတ်နဲ့ပြုသောကုသိုလ်တွေကမမြင်ရသောအစွမ်းအကျိုးတရားတွေကိုရစေတယ်ဒါကြောင့်ကံစိုးခြင်းကြောင့်ပြတိထားပါ ဲ့ဒီကံစိုးချိန်ရောက်လာတဲ့အချိန်မှာနောက်ထပ်အကုသိုလ်ဆက်ပြီးတော့မဖြစ်ပါစေနဲ့ကုသိုလ်ဘက်ကိုပုံချလိုက်ပါကုသိုလ်များများသာလှုပ်တော့အကုသိုလ်ဆိုနည်းနည်းလေးမှကိုယ်စိတ်မှမဖြစ်အောင်နေတော့တတ်တာပွင့်ရလာမယ်နောက်တစ်ပံအဲ့ဒီလိုကံစိုးချိန်တွေကိုကံစိုးမှုတွေကိုကျုံမလာခြင်းရဲ့လဲကုသိုလ်နဲ့ဂျိုးပြီးတော့တားပါအဲ့တော့ရေတွင်းရေကံတိဆောက်ခြင်းတောက်ရေဝတဲခြင်း လန္တရာဖောက်ချင်းစတဲ့ကုသိုလ်တွေများစွာလုပ်လို့ရတယ်။အဲ့ဒီလိုကန်ဆက်ပေးပါ။ဒီလိုဆိုလို့ရှိရင်တော့ကန်ဆိုးမှုတွေကိုလွန်မြောက်နိုင်ကြတယ်။ကန်ဆိုးမှုတွေကို ကောင်းသောကံတွေပြုခြင်းဖြင့်သာကျော်လွှားနိုင်တယ်လို့ပြောရင်အာလောသောတရားနာပရိသတ်တို့အေးချမ်းဖို့ဆုတောင်းပေးပါတယ်။အာလောအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။